ငလင်တန်ကိုအန်တူခဲ့တဲ့ပြင်ရောင်ကြီးတော်ကွန်မြူနီနဲ့စကိုင်းမြို့ကဖျားတဆူကံပရိသတ်ကြီးတို့ရဲ့မြန်မာနိုင်ငံမှာကလည်းလွန်ခဲ့တဲ့2029ကစလို့2025အထိတိုင်းဘေးရန်ရဲမျိုးမျိုးတောကမျိုးမျိုးတွေရောက်ကမိသားစုတွေမစုံမလင်ဖြစ်ခဲ့ကြရတာပါ ပြည်ခဲ့တဲ့လကဖြစ်ခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကလည်းစကိုင်းနဲ့မန္တလေးပါဝင်တခြားမြို့ကြီးတွေအထိပါမကျန်းတကူကြီးပင်ရပထိုးများနဲ့သာသနာအဆောက်အအုံများလူနေတိုက်တာများပြိုကျပျက်စီးကလူသက်ပေါင်းများစွာစတေးခဲ့လာရတာဖြစ်ပါတယ်အဲ့ဒီလိုပြိုကျပျက်စီးခဲ့တဲ့တကူကြီးဖျားတွေကတော့စကိုင်းမြို့မှာတည်ရှိနေတဲ့ဖျားစီတွေတွေပါဝင်တခြားမြို့ကြီးများမှာတကူကြီးဖျားတွေများစွာလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုလိုပြိုကျပျက်စီးသွားတဲ့တကိုးကြီးဖျားတွေထဲမှာမှစကိုင်းမြို့မှာတရှိနေတဲ့တမိုင်းဝင်ဖျားတစုရဲ့နှစ်ဖူးဆန်ချစ်တော်မှာရောင်ကြီးတော်ထုတ်လွှင့်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကအင်တာနက်တခွင်မှာပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်။အခုလိုပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ဖျားစီဒီတွေပျက်စီးပုံချားနေမှာဘာတစ်ခုမှထိခိုက်မှုမရှိတဲ့တင်ပြင်ခွေထိုင်နေတဲ့ဗုဒ္ဓမြတ်စွာဘုရားဆင်တူတော်မှာရောင်ကြီးတော်ဖျားဖျားကွန်မြူနေတာကိုတွေ့လာရတာဖြစ်ပါတယ်။ အခုလိုရောင်ကြီတော်ထုတ်လွှင့်နေတဲ့ဖျားဆင်းတူတော်ရှိရာနေရာကစကိုင်းတိုင်းဥမင်90ဖျားလို့သိရပါတယ်။ပြိတ္တကြီးတို့အနေနဲ့ကရောအခုလိုရောင်ကြီတော်ဖျားဖျားကွန်မြူနီတဲ့ပေါ်မှာဘာကြောင့်ဖြစ်နိုင်လဲဆိုတာပြောသွားပြီးခဲ့ကြပါအောင်နော်။